မဂ္ဂပစ္စယောမဂ္ဂဆိုတာခီးခီးလန်းပါပဲခီးလန်းဆိုတာကောင်းတဲ့ခီးလန်းနဲ့မကောင်းတဲ့ခီးလန်းနှစ်မျိုးရှိပါတယ်ကောင်းတဲ့ခီးလန်းပေါ်မှာရှောက်ရင်ကောင်းရာကို ရောက်မှာပဲဒီခီးလန်းကိုမြတ်ဗုဒ္ဓကသူကြိုင်လဲရှောက်လန်းခဲ့ပြီးပြီဒုက္ခီတွေ့ကြုံကိုဝိနည်းသတ္တဝါတွေတွေ့ယူဖို့အသေးစားဟောပြပေးခဲ့တယ်ဒီတွေ့ကြုံလန်းခီးတွေတဲကနိဗ္ဗာန်ကိုရှာမိတဲ့အခါတမာဒိဋ္ဌိမကင်လန်း အယူမြင်မှန်နဲ့လားဉာဏ်မှန်လားတမဝါစာမှန်ကန်တည်ကြည်တဲ့စကားကောင်းတဲ့စကားတမကမ္မနာအပြည့်မရှိ ကောင်းတဲ့အလုပ်ကိုလုပ်တယ်တမဇီဝအပြည့်မရှိအပြည့်ကင်းတဲ့အသက်မွေးဝမ်းကြောင်းနဲ့အသက်မွေးပြုတယ်တမဝါယမလုံလောက်ဝရိယယမအကောင်းဆုံးကြိုးစားပြီးတော့လုံလောက်ဆိုင်ပြီးအားထုတ်တယ်တမသတိသတိအရာမှာကောင်းတယ်အမိမလျောက်အမြဲစင်ကျင်တယ်တမသမာဓိ ဒီကြီးမုံမြင့်တဲ့သမာဓိရှိတယ်ဒါဆိုရင်လမ်းကောင်းကိုရှောက်မိပြီပေါ့ကောင်းတဲ့ဒုက္ခိဘောကိုရမှရောက်ရမှာပေါ့ဒါတွေမကသေးဘူးနိဗ္ဗာန်ချမ်းသာကိုလည်းဒီလမ်းကရောက်ဖို့ပေးအောင်မှာပါလမ်းကောင်းလမ်းမှရှိသူလို့လမ်းဆိုးလမ်းညံ့ကလည်းရှိနေတာပဲလောကသဘာဝသဘောတရားရပေါ့အကောင်းရှိရင်အဆိုးရှိသမဲပဲလမ်းခီးအဆိုးဆိုတာမိစ္ဆာမဂ်ကိုခေါ်တာလမ်းမနေမှတော့ယူအမြင် အတွေ့အကြံကဆက်ပြီးတော့အားလုံးအမားတွေကြီးပဲဒီမကောင်းနှမ်းကိုရှောက်မိရင်တော့ယမဘဝမှာဒုက္ခဆင်းရဲတွေတည်ကြီးနဲ့တွေ့ရမယ်တမလွန်မှာလည်းဒုက္ခရီဘုံဒုက္ခရီဘဝမှာနေကြရမှာတည်ကြတယ်ဒါကြောင့်မြတ်စွာဘုရားကမဂ္ဂပစ္စယောတိမဂ္ဂင်္ဂာနိမဂ္ဂသံယုတ္တကံဓမ္မနံတန်သမုဒ္ဌာနာနိသရူပနံမဂ္ဂပစ္စယေနပစ္စယောမဂ္ဂပစ္စယောတိမဂ္ဂပစ္စည်းဆိုတာမဂ္ဂင်္ဂာနိပညာဝိတ္တသမ္မာဝါစာသမ္မာကမ္မန္တ တမအာဇီဝဝိရိယတတိဧကဂရဒိဋ္ဌိသတိမဂ္ဂင်တရား၉ပါးတို့သည်မဂ္ဂအတံမြေတကာနံတို့မတ်နေရှင်မောရှင်ဘဖြစ်ကုန်သောတမနိစ္စစေစေတသိတရားတို့အတကောင်တန်သမုဋ္ဌာနံနဲ့ထိုမတ်ကြောင့်ဖြစ်ကုန်သောရူပနိစ္စစေတသယဝိနိတန်ဤကမ္မဇာယုတို့အတကောင်မဂ္ဂပစ္စယနာခီလံကြောင့်ဟုဆိုသောမဂ္ဂပစ္စယတတိပိကုသိုလ်အကုသိုလ်ဖြစ်ကြောင်းလံခီဖြင့်ပစ္စယောကျေစုပြီသည်ဟောတိဖြစ်၏ နောက်သံယုတ္တပစ္စယောဝေဒနာအတင်ညာသင်္ခါရဝိညာဏဆိုတဲ့နံခန္ဓာ၄ပါးတို့ဟာအချင်းချင်းပြန်လည်ရှင်ဖို့ရှင်ဘက်ဖြစ်တဲ့သဘောနဲ့တမဏီအောင်ကျေစုပြတာကိုသံယုတ္တပစ္စည်းလို့ခေါ်တယ်။ဒီတရားတွေဟာတပေါင်းနဲ့တပြိုင်နက်တည်းဖြစ်ကြတယ်။ချုပ်ဆုံးတဲ့အခါမှာလည်းအားလုံးတပေါင်းနဲ့တပြိုင်နက်ချုပ်ကြတယ်။ပစ္စုပ္ပန်အယုံတစ်ခုတည်းကိုပဲအားလုံးတပြိုင်နက်အာယုံပြည့်ကြတယ်။ခွဲခြားလို့မရပါဘူး။ ဥမာအားဖြင့်စရုမရုချက်တဲ့အခါမှာယာယီရဲ့တကားရဲ့နှမ်းစီရဲ့ထောပတ်ရဲ့ပေါင်းဆက်သမသွားအောင်ငွေလိုက်တဲ့အခါအားလုံးသမသွားရင်ဘယ်သင်းကပြားရည်ရဲ့ရတာဘယ်ဟာကထောပတ်ရဲ့ရတာဘယ်ယာကနှမ်းစီရဲ့ရတာဘယ်ဥစ္စာကတကားရဲ့ရတာဆိုပြီးခွဲလို့မရတော့တယ်လို့ပဲဒီအတိုင်းပဲသက္ကုဝဉ္ဉေစိတ်ဖြစ်ပြီးဆိုရင်ဒီသက္ကုဝဉ္ဉေစိတ်နဲ့တူဖတ်တာဝေဒနာတင်ညာစတာတွေရား တပြိုင်တည်းဖြစ်တာကြောင့်ဘေဟာကဖတ်တာရဲ့သဘောဘေဟာကဝေနာရဲ့သဘောဘေဟာကတင်ညာရဲ့သဘောဆိုပြီးခွဲခြားလို့မရတော့ဘူးအားလုံးရောသွားပြီဒါကမြတ်စွာဘုရားကတံမြုဒ္ဓပစ္စယောတိစတရောခန္ဓာအရူပိနောအညာမဉ္ဇံတံမြုဒ္ဓပစ္စယေနပစ္စယောတံမြုဒ္ဓပစ္စယောတိတံမြုဒ္ဓပစ္စည်းဆိုဒီကား ဇတ္တရော၄ပါးကသောအရဝိနောအနံဖြစ်ကုန်သောခန္ဓာဝေဒနာသိညာသင်္ခါရဝိညာဏခန္ဓာတို့သည်အညမဉဏ်ချင်းချင်းသံယုတ္တပစ္စေနရှင်ရင်းဆက်ခြင်းဟုဆိုသောသံယုတ္တတတိပိပစ္စယောရှင်ဆက်ကြသည်ဟောတိဖြစ်၏ဥပမာကြာကြာထိုင်ပြီးတော့ညောင်းလာတဲ့အခါညောင်းတာကိုသိတာကဝိညာဏခန္ဓာဒီညောင်းနေတာကိုခံစားနေတာကဝေဒနာ ညောင်းတဲ့ကိစ္စကိုလိုက်ပြီးမှတ်နေတာကတင်ညာဒီလိုမှတ်နေဖို့ကိုယ့်ရဲ့စိတ်ကိုတိုက်တွန်းအားထုတ်နေတာကသင်္ခါရဒီကိစ္စအားလုံးဟာဒီပိုင်းနဲ့အတူဖြစ်တာမိယာဝိတုကလည်းအတူတူပဲချုပ်သွားတော့တယ်အတူတူပဲအာယုံကလည်းအတူတူပဲနန္တရားတွေကအချင်းချင်းပြန်လည်ရှင်ပေါ်ရှင်ပက်စွမ်းအားတတိနဲ့ကျေစုပြုကြတာဖြစ်ပါတယ်နာဝိပယုဒပစ္စယောတံမြုဒပစ္စည်းမှာနံခန္ဓာ၄ပါးအချင်းချင်းအတူတူက ရှင်ပြီးအတူတူဖြစ်တယ် အတူတူချုပ်တဲ့အာယုံတစ်ခုတည်းကိုပဲအတူယူတယ်မိတွေ့တဲ့အခါမှာလည်းဝိထုယုတ်တစ်ခုတည်းကိုပဲမိတွေ့ကြတယ်နာဂုဏ်နဲ့တမအမြတ်တောင်ဖွဲမရအောင် ရှင်ဆက်ကြတယ်ပေါ့အခုဝိပုဒ္ဓပစ္စည်းကြတော့ယုတ်ကနာဂုဏ်မရှင်ဆက်ဘူးကျေးဇူးတော့ပြုတယ်နာဂာလည်းယုတ်ကိုမရှင်ဆက်ဘူးကျေးဇူးပဲပြုတယ်စိတ်နဲ့စိတ်တစားယုတ်ပိစဝေါကာရပရိသန်နေနဲ့ဟတ္တယဝိထုယုတ်ဒီယုတ်ဒီနံတရားတွေရတဲ့ပြိုင်နဲ့ဖြစ်လာကြတာ တံမြုဒ္ဒလက္ခဏာနဲ့သမသွားတယ်လို့ထင်ရမြင်ရဖြစ်မှာဆိုလို့ယုံမာသင်္ကဖြစ်မှာဆိုလို့ယုံနံတပါးဟာဒီပိုင်းနဲ့ဖြစ်လာပြီးမဲ့တစ်ခုနဲ့တစ်ခုမရှင်ဆက်ပဲဝိမြုဒ္ဒတတိနဲ့တစ်ခုကတစ်ခုကိုကျေစုပြုတာသာဖြစ်ကြောင်းသိစေချင်တာကြောင့်မြတ်စွာဘုရားကဝိမြုဒ္ဒပစ္စယောတိဒုဗိနောဓမ္မာအဒုဗိနဓမ္မာနံဝိပြေဒပစ္စေနပစ္စယောအဒုဗိနောဓမ္မာဒုဗိနဓမ္မာနံဝိပြေဒပစ္စေနပစ္စယော ဝိပယုဒ္ဓပစ္စယုတ်တိဝိပယုဒ္ဓပစ္စယုတ်ဒီကရူပိနောယုတ်ဖြစ်ကုန်သောဓမ္မယုတ်တရားတို့သည်အာရူပိနံယုတ်ဖြစ်ကုန်သောဓမ္မနှင့်အတူတူဖြစ်သည့်နံတရားတို့အားဝိပယုဒ္ဓပစ္စယနာမရှင်ဆက်ခြင်းဟုဆိုအပ်သောဝိပယုဒ္ဓတတိပင်ပစ္စယောကျေးဇူးပြုသည့်ဟောတိဖြစ်၏အာရူပိနောနာဖြစ်ကုန်သောဓမ္မနံတရားတို့သည်ရူပိနံယုတ်ဖြစ်ကုန်သောဓမ္မနံ အတုတဝဖြစ်သည့်ယုတ်တရားတို့ဟာဝိပယတာမစ္စေနမရှင်ဆက်ချင်းဆိုသောဝိပယတာတတိပိပေဇယောကျေစုပြီသည့်ဟောတိဖြစ်၏အတိပဲကတော့ဝိပယတာမစ္စည်းရဲ့ရှင်ခြင်းသဘောချိုးခြင်းဆက်ငံဖန်ကားဆိုတဲ့ယတာ၆ပါးကိုရောမွေလိုက်တဲ့အခါအဲ့ဒီချိုးခြင်းဆက်ငံဖန်ကားတွေဟာမူလခုံကြီးအချင်းမပြတ်ပဲအချိုးကလည်းအချိုးတဲ့အချင်းကလည်းအချင်းတဲ့အငံကလည်းအငံတဲ့ သာသမီးမူလသဘာဝတိုင်ဂုံရည်သွေးမပြတ်ယောနပေါင်းဆက်ပြီးတစ်ခုကိုတစ်ခုကကျေစုပြုလိုက်တာဖြစ်ပါလေ။ယောနတဘာဟဒီသဘောတိုင်ရှင်ကြတာဖြစ်ပါလေ။ဝိပုဒ္ဓပစ္စည်းမှာသာသဒဝိပုဒ္ဓပုရိသဒဝိပုဒ္ဓနဲ့ပိစ္ဆာသဒဝိပုဒ္ဓဆိုပြီး၃မျိုးရှိတယ်။သာသဒမှာနာခန္ဓာ၄ပါးစိတ်တစားယုတ်လို့ခေါ်တဲ့ယုတ်တရားတွေကို၎င်းဟတ္တယဝိထုယုတ်ကပိစ္ဆာဝေါကာရပုရိသနေနာမခန္ဓာလို့ခေါ်တဲ့နံတရားကို၎င်း ကျေဇူးပြုဝိဒါဖြစ်တယ်နာငပစ္စည်းဖြစ်တဲ့အခါယောဂပစ္စည်းဥပံယောဂပစ္စည်းဖြစ်တဲ့အခါနာငပစ္စည်းဥပံဖြစ်ပါတယ်ပုရိဇာတဝိပယုဒ္ဓဟာသက္ကုသောတာဂါနဇိန်ဝါကာယစတဲ့ဓွာရ၅ပါးကပစ္စည်းဖြစ်နေမိပမာမိပြီးဖြစ်တဲ့ဝေညနာတဲ့နန္တရားတွေကိုကျေဇူးပြုတာဖြစ်ပါတယ်ပိဿာဇာတဝိပယုဒ္ဓကတော့ရှေးကဖြစ်ခဲ့ပြီးတဲ့ယုတ်ခန္ဓာကိုနောက်ကလိုက်ဖြစ်တဲ့စိတ်စိတ်တည်းကလိုက်ပြီးကျေဇူးပြုတာဖြစ်တယ် ပိစ္ဆာသာရပစ္စည်းသဘောတိုင်းဖြစ်တာပေါ့။နောက်အဋ္ဌိပစ္စယောအဋ္ဌိပစ္စည်းဆိုတာချုပ်ဆုံးခြင်းကို မရောက်သေးပဲထင်ရှားရှိနေစေမှကျေးဇူးပြုတာဖြစ်ပါလေ။အကြံပစ္စည်းလည်းထင်ထင်ရှားရှားရှိနေစေ အကျိုးပစ္စည်းဗန်တရားကလည်းထင်ထင်ရှားရှားရှိနေစေပဲ။ဒါကမင်းစွာဘုရားကအဋ္ဌိပစ္စယောတိသတ္တရောခန္ဓာအရဝိနောအညမဉ္ဇံအဋ္ဌိပစ္စယေနပစ္စယောသတ္တရောမဟာဗုဒ္ဓအညမဉ္ဇံအဋ္ဌိပစ္စယေနပစ္စယောဩကန္တိကံနေ။ နာမရူပံအညမညာအတ္တိပစ္စယေနပစ္စယောစိတ်ဓာစေတသိကဓမ္မစိတ်ဓာသမုဌာဏံရူပနာအတ္တိပစ္စယေနပစ္စယောမဟာဗုဒ္ဓဥပါဒရူပနာအတ္တိပစ္စယေနပစ္စယောသက္ခာယရဏသက္ကဝေညာဏဓာတုယတံသံမြေတကနိစ္စဓမ္မနံအတ္တိပစ္စယေနပစ္စယောသောတာယရဏသောတာဝေညာဏဓာတုယတံသံမြေတကနိစ္စဓမ္မနံအတ္တိပစ္စယေနပစ္စယော ခန္ဓာယတနာခန္ဓာဝိညာဏဓာတုယတံသံပြေတကနိစ္စဓမ္မနအတ္တိပစ္စေနပစ္စယောဇိံဝါယတနာဇိံဝါဝိညာဏဓာတုယတံသံပြေတကနိစ္စဓမ္မနအတ္တိပစ္စေနပစ္စယောကာယယတနာကာယဝိညာဏဓာတုယတံသံပြေတကနိစ္စဓမ္မနအတ္တိပစ္စေနပစ္စယောရူပယတနာသက္ကဝိညာဏဓာတုယတံသံပြေတကနိစ္စဓမ္မနအတ္တိပစ္စေနပစ္စယော တတယရဏသောတာဝိညာဏဓာတုယတံသမြေတကနိစ္စဓမ္မနအတ္တိပစ္စေနပစ္စယောခန္ဓာယရဏခန္ဓာဝိညာဏဓာတုယတံသမြေတကနိစ္စဓမ္မနအတ္တိပစ္စေနပစ္စယောရတယရဏဇိမဝိညာဏဓာတုယတံသမြေတကနိစ္စဓမ္မနအတ္တိပစ္စေနပစ္စယောဘောဓဘာယရဏကာယဝိညာဏဓာတုယတံသမြေတကနိစ္စဓမ္မနအတ္တိပစ္စေနပစ္စယော ရူပယရဏသရယရဏကဏယရဏရသယရဏဖောရဘယရဏမနောဓာတုယတံသံမြေတကနိစ္စဓမ္မနာအတ္တိပစ္စေနပစ္စယောယရူပနိစ္စယမနောဓာတုသမနောဝိညာဏဓာတုသဝတ္တန္တိတံရူပမနောဓာတုယသမနောဝိညာဏဓာတုယသတံသံမြေတကနိစ္စဓမ္မနာအတ္တိပစ္စေနပစ္စယောအတ္တိပစ္စယောတိအတ္တိပစ္စုတိကစတ္တရော၄ပါးကုန်သော အရဝိနာနာဖြစ်ကုန်သောခန္ဓာဝေဒနာသညာသင်္ခါရနှင့်ဝိညာဏခန္ဓာတို့သည်အညမညာအချင်းချင်းအတ္တိပစီနာယစီပစီဗံဒုက္ခဖြစ်၍ထင်ရှားရှိခြင်းသာဟဇာတပစီယတတိပင်ပစီယောကျေစုပြုသည်ဟောတိဖြစ်၏သတ္တရော၄ပါးကုန်သောမဟာဗုဒ္ဓပထဝီအာဘောဝါယောတေဇောဟုဆိုသောမဟာဗုဒ္ဓကြီး၄ပါးတို့သည်အညမညာအချင်းချင်းအတ္တိပစီနာ ပစ္စည်းပစ္စည်းပံဒုရဝဖြစ်၍ထင်ရှားစီခြင်းသဟဇာတ ပစ္စယသတ္တိပင်ပစ္စယောကျေစုပြုသည်ဟောတိဖြစ်၏အဂန္တကဏိပဋိသန္ဓေဖြစ်တိကဲ့ကဏကာလ၌နာမတုကံပဋိသန္ဓေစိတ်နှင့်ကမ္မဇယုတ်သည်အညမညာချင်းချင်းအတ္တိပစ္စေနာပစ္စည်းပစ္စည်းပံဒုရဝဖြစ်၍ထင်ရှားစီခြင်းသဟဇာတပစ္စယသတ္တိပင်ပစ္စယောကျေစုပြုသည်ဟောတိဖြစ်၏စေတသိက္ခာ ဓမ္မစိတ်စေတသိက်တရားတို့သည်စိတ်တသဘောဌာနနံစေကြံဖြစ်ကနာရူပနဲ့စိတ်တဆိုင်တို့ဟာအဲ့ဒီပစ္စည်းနာပစ္စည်းပစ္စည်းဘယ်ဒီလိုဖြစ်ဖြစ်ထင်ရှားရှိခြင်းသဟာသရတတ္တိယပစ္စည်းတတ္တိပင်ပစ္စည်းရောကျေးဇူးပြုသည်ဟောဒီဖြစ်၏မဟာဗုဒ္ဓပထဝီအာဘောဝါယောတိသောဟုဆိုသော မဟာဗုဒ္ဓကြီး၄ပါးတို့သည်ဥပါဒရူပနဲ့ဘူရယုတ်ကိုမိတွဲ၍ဖြစ်ကုန်သောဥပါဒယုတ်၂၄ပါးပစ္စည်းဘယ်တရားတို့ဟာ အတ္တိပစ္စေနပစ္စည်းပစ္စုပန်ဒီလိုကဖြစ်ရထင်ရှားရှိခြင်းသဟာဇာတ္တိပစ္စယတ္တိပင်ပစ္စယောကျေစုပိသည်ဟောတိဖြစ်၏သက္ကာယရဏံမျက်စိယကြည်တသက္ကုပဒါရယုတ်တိသက္ကုဝိညာဏတတုယမြင်သိစိတ်သက္ကုဝိညာဏတအား၎င်းတန်တံမြေတကဏ္ဍထောမြင်သိစိတ်နှင့်ရှင်ရဖြစ်ကုန်သောဓမ္မနိစ္စစေစေတိတ်တရားတို့အတ္တိပစ္စည်းနာရှိကလေးဖြင့်မိယာလေးဖြင့်ထင်ရှားရှိနေခြင်းနှင့်ဖြစ်သော ဝိတုပုရိသတတ္တိပစ္စယတတ္တိပင်ပစ္စယကျေစုပြီဟောတိဖြစ်၏သောတာယရဏံနာကြည်တသောတာပဇာရဝိတုယုတိသောတာဝိညာဏဓာတုယကြာတိစိတ်သောတာဝိညာဏတအလကောင်းတံသံယုတကနံဒုကြာတိစိတ်နေခြင်းဖြင့်ဖြစ်ကုန်သောဓမ္မနိစ္စစိတ်စေတသိတရားတို့အလကောင်းအတ္တိပစ္စယနာရှိကလည်းဖြစ်မိရာလည်းဖြစ်ထင်ရှားရှိနေခြင်းလည်းဖြစ်သောအတ္တိဘုရိဇာရတတ္တိယပစ္စယတတ္တိပင်ပစ္စယကျေစုပြီဟောတိဖြစ်၏ ိဉ္ဝရဏံရှာကြည့်တဲ့ဇိဉ္ဝပဒတာဝိထုယုတ်တိဇိဉ္ဝဝိညာဏဓာတုယာသာတိစိတ်ဇိဉ္ဝဝိညာဏတဲ့အာလကောင်တန်တံပြုကရဏံထိုသာတိစိတ်နှင့်ရှင်ရဖြစ်ကုန်သောဓမ္မနိစ္စစေစေတသိတရားတွင်၎င်းအဋ္ဌိပစီနာရှေ့ကလေးဖြင့်မိယာလေးဖြင့်ထင်ရှားရှိနေခြင်းနှင့်ဖြစ်သောဝိတုပရိဇာနာတတိယပစီယတတိပင်ပစီယောကျေးဇူးပြုသည့်ဟောတိဖြစ်၏။ကာယယရဏံကိုယ်အကြည့်တဲ့ကာယပဒရာဝိတုယုတ်သည် ကာယဝိညာဏဓာတုယထိတိစိတ်ကာယဝိညာဏတရား၎င်းတန်သမိတကံနထိုတိတိစိတ်နှင့်ရှင်ရွေးဖြစ်ကုန်သောဓမ္မနိစ္စစိတ်စိတ်တသိတရားတို့၎င်းအတ္တိပစ္စေနရှိကလည်းဖြစ်မိရာလည်းဖြစ်ထင်ရှားရှိနေခြင်းလည်းဖြစ်သောဝိထုပိရိသတ္တိပစ္စယတ္တိဖြင့်ပစ္စယကျေးဇူးပိသည်ဟောတိဖြစ်၏ရူပယတနာရူပယုံသည်သကုဝိညာဏဓာတုယကောင်းကောင်းဆိုးဆိုးအမျိုးမျိုးသောမြင်သိစေရ၎င်း ကံသံယုတ္တကံနဲ့ထောမြင်သည့်စိတ်နှင့်ရှင်ရဖြစ်ကုန်သောဓမ္မနိစ္စစိတ်စေတသိက်တရားဝဲ၎င်းအတ္တိပစ္စယေနရှိကလည်းဖြင့်မိယာလည်းဖြင့်ထင်ရှားရှိနေခြင်းလည်းဖြစ်သောအရမဏပုရိသသတ္တိပစ္စယသတ္တိပင်ပစ္စယောကျေးဇူးပြုသည်ဟောတိဖြစ်၏တတရရဏံသောတာအယုံတိသောတာဝိညာဏဓာတုရကောင်းကောင်းဆိုဆိုမြည်သောကြာတိစိတ်အား၎င်း တန်တမ်းမြို့တကနဲ့ထိုကြားသည့်စိတ်နှင့်ရှင်မြဖြစ်ကတော်ဓမ္မနိစ္စစိတ်စိတ်တည်းတရားတွေ၎င်းအတ္တိပစ္စယေနရှိကလည်းဖြင့်မြညာလည်းဖြင့်ထင်ရှားရှိနေခြင်းလည်းဖြစ်သောအရမဏပုရိသတတ္တိယပစ္စယတတ္တိပင်ပစ္စယကျေးဇူးပြုသည်ဟောနေဖြစ်၏ကန္နာယရဏနန္တိစိတ်သည်ကန္နာဝိညာဏဓာတုယကောင်းကောင်းဆိုးဆိုးမြူးသောနန္တိစိတ်ရ၎င်းတန်တမ်းမြို့တကနဲ့ထိုနန္တိစိတ်နှင့်ရှင်မြဖြစ်ကတော်ဓမ္မနိစ္စစိတ်စိတ်တည်းတရားတွေ၎င်း အတ္တိပစေနာရှိကလည်းဖြင့်မိယာလည်းဖြင့်ထေရှားရှိနေခြင်းနည်းပြီးသောအရမဏပုရိဇာတ္တိမေဇယာတ္တိဖြင့်မေဇယောကျေးဇူးမိသည်ဟောတိဖြစ်၏စိန်ဝါယရဏရတ္တယုံသည်စိန်ဝါဝိညာဏဓာတုယကောင်းကောင်းဆိုဆိုမြည်ပြီးသောယတ္တသာသီစိယ၎င်းတန်သမုဌာနန္တံရူယတ္တသာသီစိတ်နှင့်ရှင်ယဖြစ်ကုန်သောဓမ္မနိစ္စ စိတ်စိတ်တိတ်တရားတော်လည်းကောင်အဋ္ဌိပစေနာရှိကလည်းဖြင့်မိယာလည်းဖြင့်ထင်ရှားရှိနေခြင်းလည်းဖြစ်သောအရမဏဖုရိဇာတတ္တိပစ္စယတတ္တိဖြင့်ရေစယောကျေးဇူးပိတိဟောတိဖြစ်၏ဘုရဘာယရဏံထိသည့်စိတ်သည်ဘုရဘာဝိညာဏဓာတုရာကောင်းကောင်းဆိုးဆိုးမိမိသောထိသည့်စိတ်ရာ၎င်းတန်သမုဋ္ဌာနံထိုထိသည့်စိတ်နှင့်ရှင်ရေဖြစ်ကုန်သောဓမ္မနိစ္စစိတ်စိတ်တိတ်တရားတော်၎င်း အတ္တိပစ္စေနရှေးကလည်းဖြစ်မိယာလည်းဖြစ်ဒေရှားရှိနေခြင်းလည်းဖြစ်သောအရမဏဖုရိဇာတတိပစ္စယသတ္တိဖြင့်ပစ္စယကျေးဇူးဖြင့်ဟောဒီဖြစ်၏ရူပယတနာရူပယုံသည်တရယတနာတရယုံသည်ကန္နာယတနာကန္နာယုံသည်ရတ္တယတနာရတ္တယုံသည်ဖုဒ္ဓဘယတနာဖုဒ္ဓဘယုံသတိအယုံ၅ပါးတို့သည် မနောတ္တရူယအယုံခံယူသည်မနောတ္တ၎င်း သံသမုတ်တံမြုပ်ကံနဲ့ထိုအာယုံကိုခံယူသည့်မနောတဏိရှိဖြစ်ကုန်သောဓမ္မနိစ္စစေတသိက်ရတော်၎င်းအတ္တိပစ္စေနာရှေးကလေးဖြင့်မိယာလေးဖြင့်ထင်ရှားရှိနေခြင်းလေးဖြစ်သောအရမဏပုရိသတတ္ထိပစ္စယတတ္ထိဖြင့်ပစ္စယောကျေးဇူးပြုသည့်ဟောတိဖြစ်၏ယန္တုပံအကျဉ်ရှေးကလေးဖြစ်သည့်ဟတ္တယဝတ္ထုယောကိုနေတယအမိပြုရမနောဓာတုဇာအာယုံကိုခံယူသည့်မနောတတ္တိ၎င်းမနောဝိညာဏဓာတုဇာအာယုံကိုသိသည့်မနောဝိညာဏတတ္တိ၎င်း ဝဋ်တန်းဒီဖြစ်ကြကုန်ဓာတုပံထိုရှိကဖြစ်သည်ဟတ္တယဝိထုယုတ်သည်အနောဓာတုယာသအနောဓာ၎င်းမနောဝิญဉာဏဓာတုယာသအယုံကို ခံယူသည်မနောဝิญဉာဏတဲ့၎င်းအံသံပြုတကနဲ့ထိုအယုံကိုခံယူသည်မနောတဲ့နဲ့အယုံကိုသိသည်မနောဝิญဉာဏဓာတုနဲ့ရှင်၍ပြည့်ကုန်သောဓမ္မနိစ္စစတိတိတရားတို့၎င်းအဋ္ဌိပိစိဏရှိကလည်းဖြစ်မိရလည်းဖြစ်ဒေဇာရှိနေခြင်းဖြစ်သောအရမဏပုရိဇာတ တတ္တိပစ္စယတတ္တိပင်ပစ္စယောကျေစုပြုသည်ဟောတိဖြစ်၏ဒီနေ့မှာတော့ပဋ္ဌာန်းအဋ္ဌပဲရှင်းလင်းချက်တတ္တမပိုင်းကိုဒီမှာပဲအဆုံးသတ်လိုက်ပါရနော် အားလုံးရှင်းလင်းချက်မြင်ကြပါစေ။